မင်္ဂလာပါရှင် ကျမတော့ဖူအီနွယ်ပါ DV ဥမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ် AR တိုင်းကြံကင်းမြို့နယ်တွေကအုတ်ချုပ်ရီမှုတချို့ဟာစစ်မှုမထမ်းကျင်တဲ့လူငယ်တွေကိုငွေကျပ်9000မဖြစ်မနေပေးဖို့တောင်းယူတဲ့အပြင်ငွေကြေးမပေးနိုင်သူတွေကိုရိုင်းနှက်တာတွေလုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်စစ်မှုထမ်းနေဝင်ဖို့အကြောင်းမျိုးမျိုးပြစီယုံသိမ့်သိနေပြီးစီယုံလို့မရတဲ့သူတွေကိုရိုင်းနှက်တာတွေပြုလုပ်နေတာလို့ဆိုပါတယ် စစ်မှုမထမ်းခြင်းရင်ငွေ9000အနည်းဆုံးပေးရပြီမကျင်တဲ့ပင်မဲ့စိတ်ထဲမှာအောက်ခံနေကြရတယ်လို့ကလုတ်ကွင်ကြီးရွာအုပ်စုရဲ့ဒေသခံကပြောပါတယ်။ကြံကင်းမြို့နယ်ကလုတ်ကွင်ကြီးရွာအုပ်စုအုပ်ချုပ်ရေးမှူးကြီးစိုးတန်းဟာအုပ်စုတွင်ကြီးရွာတွေမှာအမျိုးသားတွေမရှိတဲ့အိမ်တွေကို9000ကျပ်နဲ့အမျိုးသားရှိတဲ့နေအိမ်တွေကို25သိန်းကျပ်အထိတောင်းယူနေတယ်လို့ဒေသခံတွေကပြောပါတယ်ရှင်။ ပကောရိုင်းကျိုးပင်ကောင်းမျိုးနဲ့အလဲကုန်းကျေးရွာနယ်မြေရဲစခန်းကရဲတပ်သားဖြိုးပြေဆောင်စော်ကိုအမိမတိလက်နက်ကင်အဖွဲ့ကတနက်နဲ့ပစ်တက်သွားပြီးသူကင်ဆောင်တဲ့ BA63 မောင်းပြန်ရိုင်ဖယ်တနက်နဲ့ကြီးတွေကိုပါယူဆောင်သွားတယ်လို့ရဲစခန်းနဲ့နှီးဆက်သူတွေစီကနေသိရပါဗျ။မေလ23ရက်မနက်7:00နာရီကျော်မှာအလဲကုန်းနယ်မြေရဲစခန်းကိုစုပေါင်းတပ်ရှင်ပြုလုပ်ပြီးမုတ်ထွက်စားခြင်းရဲတပ်သားတနက်နေ့ပြစ်ခတ်ခံခဲ့ရတာဖြစ်ပြီးနေရာမှာတင်ဆုံးခဲ့တယ်လို့ဆိုပါတယ်။ ရဲစခန်းတန့်ရှင်ဝိုင်းလုံးအပြီးမုတ်ထွက်ဝယ်စားတဲ့အချိန်ရဲစခန်းအနောက်ဘက်တစ်ဖက်လုံးအကျော်ကတုတ်ဆိုင်မှာတနက်နေ့ပြစ်ခတ်ခံခဲ့ရတာဖြစ်ပြီးပြစ်ခတ်တဲ့သူတွေကသူ့ရဲ့တနက်ကြီတွေနဲ့ဘေးလွယ်အေကိုပါယူသွားတယ်လို့ရဲစခန်းနဲ့နှီးဆက်သူကပြောပါရရှင်။ လိုင်းသားရအနောက်ပိုင်းမြို့နယ်စမှုဆောင်ရှိချမ်းရီဖနက်ဆက်ယုံကလုံသား6000ကျော်ဟာလောက်ခလာစာတိုးပေးဖို့ဆန္ဒပြတောင်းဆိုနေပြီးအလို့သမားခေါင်းဆောင်တွေရဲ့လုံခြုံရေးအတွက်လည်းစိုးရိမ်နေကြပါတယ်ဒီသတင်းကိုတုတ္တချန်သာပေးပို့ထားပါရရှင် မေလ14ရက်နေ့မွန်လွယ်ပိုင်းကစပြီးချမ်းဤဖနက်ဆက်ယုံလုံတမ6000ကျော်ဟာအခြေခံလောက်ခလာတာတိုးပေးဖို့ဆက်ယုံအတွက်မှဆန္ဒပြခဲ့ကြတာပါ။လိုင်တာယာမြို့နယ်အနောက်ပိုင်းအနော်ရထာဆက်မှုဆောင်စိတ်ကန်းသာလမ်းမှာရှိတဲ့ချမ်းဤဖနက်ဆက်ယုံဟာထိုင်ဝမ်နိုင်ငံသားပိုင်းဆက်ယုံဖြစ်ပါတယ်။ဆက်ယုံတာဝန်ရှိသူတွေနဲ့ဆန္ဒပြလုံတမတွေအကြားညှိနှိုင်းမှုတွေပြုလုပ်ခဲ့ပြီး၅ရက်တွင်ပြည်လည်အောင်ဖြည့်ရှင်းပေးဖို့ဆက်ယုံတာဝန်ရှိသူတွေဘက်ကအတည်ပြုထားပေမဲ့မေလ15ရက်နေ့မှာလည်းဆက်ယုံလုပ်သားတွေကဆက်လက်ဆန္ဒပြနေတာပါ။ အစိုးရဇာကတော့ရှိကြတာတော့အမှန်ပါပဲဒီစမားတရဲ့တောင်းဆိုချက်ကလည်းစီးပွားရေးဘဝတိုက်ပွဲဖြစ်တဲ့အတွက်ကြောင့်သူတို့ရဲ့စီးပွားရေးတောင်းဆိုချက်တွေပဲရှိလာပါဘောနော်နိုင်ငံရေးကြွေးကြော်တာကတော့တက်လာဖို့လည်းမဖြစ်နိုင်ဘောနော်စစ်ကောင်စီရဲ့တွေဝိုက်တဲ့ဖိနှိပ်မှုတွေကိုတွေဝိုက်တဲ့နီးနဲ့တုံ့ပြန်တယ်လို့လည်းပြောလို့ရပါတယ် တိုင်တိုမှာစစ်ကောင်စီရဲ့လူထုမှာဆိုင်ရာကွန်ဗင်းရှင်းတွေကိုချုပ်ဖောက်ထားတဲ့အတွက်ကြောင့်တော့အိုင်အယ်ကအာဒီကတ်တတိကျင်းရဲ့ရည်ယူရေးလူထုမှာအဖွဲ့ချုပ်တွေနဲ့ပူးပေါင်းပြီးဆောင်ရွက်နေပါတယ်။လာမယ့်ဂျွန်လမှာကျင်းပမယ့် IRC မှာစစ်ကောင်စီကိုအာဒီကတ်တတိကျင်းရဲ့ရည်ယူရေးဆိုတာကစုံရက်ချက်ကြာလာနိုင်တယ်ပေါ့နော်။ ဥပဒေအရအခြေခံလောက်ခလာတာဟာ NLD အစိုးရလက်ထက်ကအတိုင်းတရက်ကိုငွေကျပ်4800နှုန်းသားမှာပဲရှိနေပြီးစစ်ကောင်စီလက်အောက်မှာထောက်ပံ့ရေးကောင်းစဉ်နဲ့တရက်ကိုငွေကျပ်2000နှုန်းထပ်မံတိုးမြှင့်ပေးထားခဲ့ပါတယ်။ဆရာနာသိန်းလေးညကျော်ကာလအတွင်းအစမတန်တက်လာတဲ့ကုန်စည်ညုံတဲ့အထူးရေးဈေးတွေကြောင့်အခြေခံလောက်သားတွေဟာဝင်ငွေနဲ့ထွက်ငွေမမျှတာပဲစာဝတ်နေခက်ခဲနေကြတာပါ။ ချိုင်းဖနက်ဆက်ရုံမှာတော့အခြေခံလောက်ခလာသာအနေနဲ့တရက်ကိုငွေကျပ်9200လုံးပေးနေပြီးအချိန်မူကြီးရမှန်ကြီးလောက်သက်9နှစ်နဲ့အထက်ဝန်ထမ်းတွေကိုလောက်ခလာသာထပ်တူပေးစတာတွေကိုအလုပ်သမားတွေကအဓိကသာတောင်းဆိုနေတာပါ။ ခုတွေကလည်းတိတိကျကျမထုတ်တဲ့ခါကျတော့ထောက်ပံ့နေဆိုတဲ့စာဖြစ်တဲ့တရားပေးရှင်တဲ့စက်ရုံကပေးတယ်မပေးရှင်တဲ့စက်ရုံကမပေးဘူးပေါ့နော်အဲ့တော့ပုံမှန်ဆိုတော့4800ရောဒါပုံသေးပဲအခုချိန်ထိ2000ထပ်ပေးတယ်ဆိုတော့ကျတော့ဒါပုံသေးမဟုတ်ဘူးထောက်ပံ့ကြီးဆိုတဲ့ concern နဲ့ပေးတာဖြစ်တဲ့အတွက်ကြောင့်အကောင်လုံးဆိုရင်တော့4800ရေ2000ဆိုတော့6800ပေါ့ဘလို့မှလုံလောက်မလို့မရှိပါဘူးဒီအခုချိန်အခုစေကာလမျိုးနဲ့ပေါ့နော်အဲ့လိုသမားတွေအတွက်လုံလောက်မရှိဘူးအင်လာခါတွေကလည်းဖြည်းဖြည်းဈေးတက်တယ်မီးမီးဖို့မီးဖို့တွေကလည်းဈေးတက်တယ်ဒါပေမဲ့အဲ့လိုသမားတွေအတွက်ကကြတော့ဒုက္ခလ သာကတက်မလာဘူးဘလို့သမားတွေတက်ဘလို့မှလက်ရှိအစည်းအုံးနဲ့အဆင်မပြေဘူး ီးခဲ့တဲ့ရက်ပိုင်းတွင်မှရန်ကုန်မြို့ဆက်မှုဇုံတွင်အတွင်းဆက်ယုံတချို့ကလုပ်သားတွေကိုဖိနှိပ်ကြကြောင်းဆန္ဒပြတောင်းဆိုမယ်ဆိုတဲ့သတင်းတွေစတိုက်ထွက်ပေါ်ခဲ့တာပါရန်ကုန်မြို့မှာဆက်ယုံတွေကိုမိခိုနေရတဲ့လုပ်သား9000အထက်မှရှိနေပြီးထွေထွေကြက်တက်မှုနဲ့ကြုံတွေ့နေရတာဖြစ်ပါတယ်ဆရာနာသိမ်းပြီးနောက်မှာအလုပ်သမားတွေကြက်ကြွားလှုပ်ရှားသူတွေကိုစစ်ကောင်စီကဖမ်းဆီးတရားစွဲထောင်ချတာတွေပြုလုပ်ခဲ့တာကြောင့်အခုကြကြောပြန်ဆန္ဒပြမှုတွေဟာမဖြစ်မနေအခြေအနေကြောင့်အလုပ်သမားတွေဘက်ကတောင်းဆိုကြတာသာဖြစ်တယ်လို့အလုပ်သမားတွေဆောင်ရွက်သူတွေကမှတ်ချက်ပေးပါတယ်ကျွန်တော် ုတ္တချမ်းသာပါသုံးနှစ်အတွင်းပထမဆုံးအကြိမ်ရုရှားယူကရိန်းငြိမ်းချမ်းရေးတိုက်ရိုက်ဆွေးနွေးပွဲကိုမေလ15ရက်နေ့ကတူရကီနိုင်ငံအစ္စတန်ဘူမှာစတင်ပြုလုပ်ခဲ့ပါတယ်။ဒါပေမဲ့တိုက်ရိုက်ဆွေးနွေးဖို့ကံလန်ခဲ့တဲ့ရုရှားသမ္မတဗလာဒီမာပူတင်ရောယူကရိန်းတက်တဲ့နယ်လို့တိုက်တွန်းခဲ့တဲ့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရောဆွေးနွေးပွဲတက်ရောက်ခဲ့တာမရှိပါဘူး။ ရုရှားကတော့ကိုယ်စားလှယ်တွေပဲဆီလုတ်ခဲ့တာဖြစ်ပါတယ်။ပူတင်ကိုရိုင်တက်ရောက်ဖို့စိန်ခေါ်ခဲ့တဲ့ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်စကီကတော့တူရကီကိုတွားရောက်ခဲ့ပေမဲ့ပူတင်မတက်ရင်သူလည်းတက်မှာမဟုတ်ဘူးလို့သိရပါတယ်။ရုရှားဘက်ကသမ္မတအကြံပေးပုဂ္ဂိုလ်ဗလာဒီမာမီဒန်စကီဒုတိယကာကွယ်ရေးဝန်ကြီးအလက်ဇန္ဒားဖိုမင်တို့တက်ရောက်မှာဖြစ်တယ်လို့သိရပါဗျ။ရုရှားဘက်ကတက်ရောက်ဖို့ကိုယ်စားလှယ်စီးရင်ထွက်လာပြီးမှအရှိအလယ်ပိုင်း၃နိုင်ငံခီးစင်ရောက်နေတဲ့ထရန့်လည်းတက်ရောက်မှာမဟုတ်ဘူးလို့အမေရိကန်ဘက်ကအတည်ပြုပါဗျ။ ထရန့်ကအစောပိုင်းမှာသူလဲတက်ဖို့စဉ်းစားနေတယ်လို့ပြောခဲ့ပူပါတယ်။အခုလိုခေါင်းဆောင်တွေကိုရိုင်းမတက်ရောက်တဲ့အတွက်အခုဆင်းရဲဘက်မှာကြီးကြီးမားမားသဘောတူညီချက်ရဖို့မျှော်လင့်ချက်လည်းနေပါနေပါတယ်ရှင်။ဒီဗီဒီယိုမြင်တန်ကြရင်နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါ ကျမတော့ဖူအီအီနွယ်ပါကြီးစုနာဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်